အားလုံးပဲမိလာပါဒီကနေ့ရနောက်ဆုံးရအကစားသတင်းတွေကိုကြည့်ရမယ်ဆိုတော့ချက်စီတင်ရအာဂျင်တိုင်းနာကွေးလင်ကစားသမားဖြစ်တဲ့အဆိုးဖာနန်ဒက်ကိုတော့စပိုင်လာလီဂါကလပ်တင်ဖြစ်တဲ့ရဲမထွေအတင်ကခေါ်ယူဖို့ချက်စီတင်ဒီတရားဝင်ကမ်းလှမ်းမှုတချို့ရှိခဲ့တယ်ဆိုပြီးတော့မှ Daily Expert ကဖော်ပြထားတယ်ဒါပေမဲ့လို့ချက်စီအတင်ဘက်ကတော့ကလပ်တင်ရကွေးလင်ကစားသမားဖြစ်တဲ့အဆိုးဖာနန်ဒက်ကိုတော့ပြောင်းရွှေ့ခြင်းယူရိုတန်တရာဝင်ခြင်းရမှာသာကလပ်တင်ကနေထွက်ခွာခွင့်ပြုတ်သွားမယ်ဆိုပြီးဖော်ပြထားတယ်ချက်စီအတင်ကပဲလာမယ့်နွေရာသီ Transfer Window မှာတော့ ါတိုက်စစ်မှုတရားကိုခေါ်ယူသွားဖို့ဂျိုပန်သွားမှာဖြစ်ပြီးတော့မှလက်ရှိမှာတော့ရစ်ပတ်တတင်းရဲ့လူငယ်တိုက်စစ်ကစားမှာဖြစ်တဲ့ Jesus Oriquet ကိုစာချုပ်ဖြတ်သိမ်းချပေးပြီးတော့မှအချင်းစီအသင်းကခေါ်ယူဖို့ဂျိုပန်နေတယ်ဆိုပြီးဖော်ပြထားတယ်။ Manchester United အသင်းရဲ့ Argentina တောင်ပိုင်းကစားသမားဖြစ်တဲ့ Garnacho ကိုတော့ဒါ Atletico Madrid အသင်းကလာမယ့်နေရာဒီ transfer window မှာပြောင်းရွှေ့တဲ့ Euro 350ဝန်းကျင်နဲ့ခေါ်ယူဖို့ Manchester United အသင်းနဲ့ဆွေးနွေးမှုတချို့ရှိခဲ့တယ်ဆိုပြီးတော့မှ Fabrizio Romano ကဖော်ပြထားတယ်။ ဒါပြင် Manchester United တင်ကလာမယ့်နယ်စီ transfer window မှာတော့ဒါ Crystal Palace တင်ရဲ့အိုက်စစ်ကစားမဖြစ်တဲ့ဒါ Matita ကိုခေါ်ယူဖို့ Manchester United အသင်းဘက်ကစိတ်ဝင်စားနေဆိုပေါ်ပြထားတယ်။ Manchester City တင်ကတော့ရဲမထွက်တင်ရဲ့ပြင်သစ်ကွင်းလယ်ကစားမဖြစ်တဲ့ Cavabinga ကိုခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။အတိတ်ကတော့ Club တင်ရဲ့မှာပေါ်လေဒါအသက်အရွယ်ရလာပြီဖြစ်တဲ့ Bernardo Silva ရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒါရဲမထွက်တင်ရဲ့ပြင်သစ်ကွင်းလယ်ကစားမဖြစ်တဲ့ဒါ Cavabinga ကိုခေါ်ယူဖို့စိတ်ဝင်စားနေရလဲဖြစ်တယ်။ တဖက်ပါလေမန်ချက်စတာစီးတီးအသင်းကပေါ့လေဒါဒီအက်စတရိုဘီလာအသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ဂျက်ကော့ရန်စီကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်လက်ရှိမှာတော့မန်ချက်စတာစီးတီးအသင်းဘက်က ဂျက်ကော့ရန်စီရဲ့ပြောင်းရွှေ့ချင်ကိုယူရိုပေါ့လေတန်90ဝင်းချင်လောင်းတဲ့စတင်ကလန်သွားဖို့ဂျူပန်သွားမယ်ဆိုပြီးပေါ်ပြထားတယ်အာဆင်နယ်တင်းကတော့လာမယ့်လွယ်စီ transfer window မှာရဲဆိုစီတဲ့တင်းရဲ့ကွင်းနဲ့ကစားမဖြစ်တဲ့မာတင်ဆူဝါမန်ဒီကိုခေါ်ယူဖို့ကလပ်တင်းနဲ့ကစားသမားချားမှာပါသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးပေါ်ပြထားတယ်ဒါပေမဲ့လို့မာတင်ဆူဝါမန်ဒီနဲ့အာဆင်နယ်တင်းချားမှာသဘောတူညီမှုရရှိခဲ့တယ်ဆိုပေမဲ့လို့တခြားတစ်ဖက်မှာတော့ Manchester United တင်းကကစားသမားကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့ T-Toss ကပေါ်ပြထားတယ် ဒါပြင်အာဆင်နယ်တင်းရဲ့ sporting director အသစ်ဖြစ်လာမဲ့ warranty လက်ထက်မှာတော့ကစားသမားခေါ်ယူမှုအနေနဲ့ဒါကျွန်တော်တို့ inter milan တင်းရဲ့ argentina တိုက်စစ်ကစားသမားဖြစ်တဲ့ ronaldo martinez ကိုခေါ်ယူဖို့ကြိုးပမ်းသွားဖို့ရှိတယ်ဆိုပြီးသုံးသပ်ထားတယ်တကယ်လို့ ronaldo martinez ကိုခေါ်ယူဖို့အဆင်မပြေနိုင်ခဲ့ဘူးဆိုရင်တော့အာဆင်နယ်တင်းကဒါ juventus တင်းရဲ့ဗောလေတိုက်စစ်ကစားသမားဖြစ်တဲ့ blahovic ကိုပါခေါ်ယူသွားဖို့ကြိုးပမ်းသွားဖို့ရှိတယ်ဆိုပြီးသုံးသပ်ထားတယ်ပြည့်ချင်းအတင်းကတော့ Atletico Madrid အတင်းရဲ့ပြင်သစ်တိုက်စစ်ကစားသမားဖြစ်တဲ့ အာ Christmas ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ်။ဆိုတော့ PSG အသင်းကအာ Christmas အတွက် Atletico Madrid အသင်းစီကိုပြောင်းရွှေ့ခြင်းယူလို့30ဝန်းကျင်လောက်နဲ့စတင်ကမ်းလှမ်းသွားဖို့ရှိတယ်ဆိုပြီးသုံးသပ်ထားတယ်ဗောလေ။ဆိုတော့တစ်ဖက်မှာတော့ Barcelona အသင်းရဲ့ Sporting Director ဖြစ်တဲ့ Diego ကတော့လာမယ့်နေရာစီ transfer window မှာ Atalanta အသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့လွတ်မှန်ကိုခေါ်ယူဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့လွတ်မှန်ကိုယ်တိုင်ကလာမယ့်နေရာစီ transfer window မှာကလပ်အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ထားတာဖြစ်ပြီးတော့မှာ ီကစားသမားကိုတော့ဥရောပအသင်းတွေကလည်းအပြိုင်ခွင့်ယူဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ်။ဒါ့အပြင်ကျွန်တော်တို့ဘာစီလိုနာအသင်းကတခြားသောကစားသမား option တွေနဲ့ AC Milan အသင်းရဲ့ပေါ်တူဂီဒါတောင်ပံကစားသမားဖြစ်တဲ့ Rafaeli ကိုပါခွင့်ယူဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။ Torreira Hotspur ကတော့ Arsenal အသင်းကအပြိုင်ခွင့်ယူဖို့စိတ်ဝင်စားနေတယ်။ဘုံမောင်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Simeone ကိုတော့ပြောင်းရွှေ့ချင်ယူလို့တန်း30လောက်နဲ့စတင်ကလန့်ဖို့ဘုံမောင်အသင်းစီကိုပေါ့လေဒါ Torreira Hotspur ကချိန်ကပ်မှုတချို့ရှိခဲ့တယ်ဆိုပြီးတော့မှ Daily Expert ကဖော်ပြထားတယ်။လက်ရှိမှာတော့ Tottenham Hotspur အတင်းတာဝန်ရှိတဲ့သူတွေကဒါ Euro Pali မှာပေါ့လေ Euro Pali ပွဲစဉ်အဖြစ်ဒါ Isaac Akma ကို1-0ဆိုတဲ့ရလနဲ့ရှုံးပြီးတဲ့ပွဲစဉ်အပြီးမှာပဲကလပ်သင်းရဲ့နေပြဖြစ်တဲ့ဒီပြအပ်ပိုစီကိုဂလူးကိုထုတ်ပယ်ဖို့ကလပ်သင်းတာဝန်ရှိတဲ့သူတွေကဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးတော့မှဖော်ပြထားတယ်။ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။